Hello မင်္ဂလာပါဒီနေ့ပြောပြမယ့် case လေးကတော့ UK နိုင်ငံမှာ2000ခုနှစ်တုန်းကရဲဆက်ဆက်တပ်ဖြတ်ခံရတဲ့ကိုရီးယားနိုင်ငံသူအသက်20ဆွန်းဆွန်းလေးသာရှိသေးတဲ့ကျောင်းသူ၂ယောက်ရဲ့အဖြစ်အဆိုးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ case ကတော်တော်ကြီးကိုလည်းရှုပ်ထွေးတယ်တော်တော်ကြီးကိုလည်းဒီတတ်တဲ့လူဟာခြေရလက်ရဖျောက်ထားနိုင်နေပေါ့နော်ဒါပေမဲ့အဲ့လိုဒီကောင်မလေး၂ယောက်ရဲ့ case တွေဟာတယောက်တနေရာစီမှာ ရှာဖွေတွေ့ရှိတဲ့အကြောင်းမလို့တော်တော်ကြီးကိုချိတ်ဆက်ဖို့ခက်ခဲစုံစမ်းထောက်လန်းပြီးမှဖမ်းမိတဲ့ case ဖြစ်တဲ့အကြောင်းမို့အရန်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်အဆုံးထိနားထောင်ပေးဖို့တိုက်တွန်းအပ်ပါတယ် UK နိုင်ငံ Yorkshire ပြည်နယ်မှာရှိတဲ့ရွာလေးတစ်ရွာမှာနေထိုင်တဲ့ Mr Alex ကသူ့ရဲ့လှုပ်ရိုးလှုပ်စင်အတိုင်းသူ့ရဲ့ခွေးလေးကိုလမ်းလျှောက်ဖို့အတွက်ညဘက်ကြီးမှာသူထွက်လာခဲ့တယ်ပေါ့နော်အဲ့လိုထွက်လာတဲ့အခါမှာလူပြတ်တဲ့လမ်းတစ်နေရာရောက်တဲ့အခါမှာ ူစိတ်ထဲကိုတခုခုကအဲ့လိုသတိပြုမိစေတယ်ပေါ့ဒီလမ်းဟာသူနဲ့သူ့ခွေးလေးအများနဲ့လမ်းလျှောက်နေကြလမ်းဖြစ်တယ်ပေါ့အဲ့တော့အဲ့လမ်းရဲ့တောင်းတနေရာလေးမှာခီးဆောင်အဲ့အကြီးတစ်ခု ဒီတိုင်းပဲပစ်ထားတာကိုသူမြင်နေတာနှစ်ပတ်လောက်ရှိပြီပေါ့နော်အဲ့သူနေတဲ့နေရာလေးကရွာလေးလေးဖြစ်တယ်လူဦးရေနည်းတဲ့နေရာလေးဖြစ်တဲ့ကြောင့်မတော်တန်ကိုတဲရောက်ကြံခဲ့တယ်ဆိုတော့သူတို့ကအဲ့လိုယူပြီးတော့ဖွင့်ချတာဗာမျိုးမလုပ်ဘူးအော်ပိုင်ရှင်ပြန်လာရင်လာယူလိမ့်မယ်ဆိုပြီးတော့ပဲဒီတိုင်းပဲထထားလေးရှိတယ်ပေါ့ဒါပေမဲ့အခုဟာသူကနှစ်ပတ်လောက်လည်းရှိပြီပိုင်ရှင်လည်းလာမယူသေးဘူးနောက်တစ်ခါကျတော့ဒီနာကဖြတ်သွားတိုင်းမှာသူဟာ ုံနဲ့လို့တခုခုရတာကိုလည်းသူသတိထားမိလာတယ်ပေါ့နော်အာအဲ့မှာတခုပြောစရာရှိတာက November လလို့မျိုးအချိန်ဟာ UK နိုင်ငံမှာဆိုလို့ရှိရင်တော်တော်အေးတဲ့အချိန်ဖြစ်တယ်ပေါ့တချို့နေရာတွေမှာဆိုလို့ရှိရင်နှင်းလေးတွေပါလေးတွေလည်းကြတက်တယ်အဲ့တော့တောင်တောင်အသားအဆိုင်ကိုအပြင်မှာထုတ်ထားခဲ့မယ်ဆိုရင်တော့တော်ယုံနဲ့အလိုပုံနဲ့မထွက်တတ်တဲ့ရာသီဥတုလို့ပြောမယ်ဆိုလို့ရှိရင်လည်းပြောလို့ရတယ်အဲ့တော့ ဒီနားကဖြတ်သွားတယ်နေတိုင်းဖြတ်သွားတိုင်းလဲတနည်းတနည်းအဲ့နားလေးမှာအဲ့လိုအဲ့လိုပုံနဲ့တကခုပုတ်တဲ့အနံ့လေးရတာကိုလဲသူသတိထားမိလာတယ်ဒီ H ကြီးကိုလဲဒီတိုင်းပဲပြစ်ထားတာနှစ်ပတ်လောက်ရှိပြီဆိုတော့လူတွေရဲ့စိတ်ကတိစင်စိတ်ကတဖြည်းဖြည်းများလာတဲ့အခါမှာဒီနေ့မှာတော့သူဟာအဲ့ H ကိုသွားပြီးတော့ဆက်စုကြည့်ဖို့သူဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့တော့သူအဲ့အိမ်နာကိုချင်းကက်သွားတယ်ပြီးတော့သူအဲ့အိမ်နာကိုရောက်လေလေသူသတိထားမိတဲ့ပုံနံကလဲပူပြင်းလာလေလေဖြစ်တယ် တော့သူကဒီရဲ့အဲ့ရဲ့ zip ကိုလည်းဖွင့်လိုက်ကော zip လေးဖွင့်လိုက်တာနဲ့သူ့နှကောင်းကိုလာပြီးတော့ရိုက်တဲ့ပုံနှံဟာလည်းတော်တော်ပြင်းတယ်ပြီးတော့သူအဲ့ချိန်မှာသူတစ်ချိန်ထဲမှာသူတွေးလိုက်ရတာဟာလူလက်နဲ့တူတဲ့အစိတ်အပိုင်းတချို့ကိုသူတွေးလိုက်တယ်ပေါ့နော်လူရဲ့လက်ပေါ့ဒီလိုမျိုးလက်ဆိုသူအရင်လန့်သွားတယ်ပြီးတော့သူဆက်ပြီးတော့လည်းမဖွင့်ရဲတော့ဘူးပေါ့နော်အဲ့တော့သူဖွင့်ကြည့်ပြီးသွား ဒီဖြစ်တဲ့တကြောင်မို့လဲသူအဲ့ဒါကိုမသိချင်အောင်ဆောင်မိထထွက်သွားမယ်ဆိုလို့ရှင်နောက်ပိုင်းပြဿနာတက်နိုင်တယ်တကြောင်မို့သူဟာရဲတွေကိုအကြောင်းကြားပို့ဆုံးဖြတ်ပြီးတော့ရဲတွေကိုဖုန်းဆက်ပြီးအကြောင်းကြားခဲ့တယ်ရဲတွေရောက်လာတဲ့အချိန်မှာလဲသူပြောတဲ့အတိုင်းပဲဟုတ်တယ်ပုံနဲ့နေလဲရှိတယ်နည်းနည်းလေးလှက်ကြည့်လိုက်တဲ့အခါမှာလဲလူလက်နဲ့တူတဲ့အစိတ်ပိုင်းတွေတွေ့တယ်အဲ့တော့ရိုးရိုးရဲတွေဖြစ်တဲ့တကြောင်မို့သူတို့ဟာအဲ့ဒီရဲ့ခီးဆောင် AG ကိုသူတို့ဖွင့် ပြီးတော့ကြည်ဖို့သူတို့မလုပ်တော့ဘူးဘာဖြစ်လဲဆိုတော့ဒီမှာတက်သေးသေးလက်ပွေတွေအထောက်ထားတွေအများကြီးရှိနိုင်တယ်သူတို့မသိပဲဂိုင်းလိုက်ရင်ပုံပြတ်သွားရင်ဒီ evidence တွေပျောက်သွားမှာဆိုတဲ့အကြောင်းမလို့သူတို့ကအဲ့ဒီရဲ့8ပုံမှာ tank ပေါ့နော်음တဲတခုထိုးလိုက်ပြီးတော့သူတို့မနဲ့မိုးလင်းပြီးတော့ဒီစုံတောက်တွေရောက်လာမဲ့အချိန်ကိုသူတို့စောင့်ခဲ့ကြတယ် အခုဆိုရင်တော့မိုးလဲလင်းနီစုံတောက်တီ forensic နဲ့ပတ်သက်တဲ့ပညာရှင်တွေလည်းရောက်လာပြီပေါ့သူတို့စစ်ဆေးကြည့်တဲ့အခါမှာဒီခီးဆောင်အိတ်ကိုဖွင့်လိုက်တဲ့အခါမှာပင်ပင်ပပအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကိုခွေးကောက်ပြီးတော့ဒီခီးဆောင်အိတ်ထဲကိုထည့်ထားပြီးတော့လာဆွန့်ပစ်ထားရဲဆိုတာကိုသူတို့တွေ့ရတယ်ပေါ့နော်အဲ့အမျိုးသမီးဟာဒီ bra ပေါ့ bra ကလွယ်ပြီးခန္ဓာကိုယ်တစ်ခုလုံးမှာတပါအဝတ်အစားမှလည်းမပါဘူးပြီးတော့သူ ਨੇ ူဟာဘသူဘဝပါဆိုပြီးတော့တရားဖို့အတွက်မှတ်ပုံတင်တို့ဘန်ကတ်တို့ကောင်းမောင်းလိုင်စင်စသဖြင့်ဘာအထောက်ထားဘာစာရွက်စာတမ်းဘာပစ္စည်းမှလည်းပါမလာဘူးစုံတောင်းနဲ့ဒီမှုကင်းပညာရှင်တွေဟာသူတို့ယူရမဲ့တက်သေးလေးယူထောက်ထားတွေသူတို့ဓပုံရိုက်တာရပါလိမ့်လုတ်ပြီးတဲ့အခါမှာတော့ခန္ဓာကိုယ်သူတို့ဒီဟိုပေါ့အမ်မော်ဂျူရီပေါ့နော်ဒီအလောင်းထားတဲ့နေရာရေခဲတိုက်ကိုသူတို့ပို့လိုက်ကြတယ်ပို့လိုက်ကြပြီးတော့အဲ့အချိန်မှာသူတို့မှာ ဘာပဲရှိလဲဆိုရင်ဒီခန္ဓာကိုယ်ဟာအမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဒီအမျိုးသမီးဟာပိန်ပါတယ်ပခုံးလောက်သပင်ရှိတယ်သပင်အညိုရောင်မျက်လုံးအညိုရောင်ဆိုတာပဲသူတို့သိတယ်ကျန်တာတခြားဘာအချက်လက်မှာသူတို့မှမရှိဘူးပေါ့နော်နောက်ပြီးတော့ဒီခန္ဓာကိုယ်ကိုလူသက်ပြီးဆွပြင့်ထားတဲ့နေရာမှာထူးခြားတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမျိုးသမီးရဲ့မျက်နှာကိုတိတ်တစ်မျိုးနဲ့ လုံးဝပတ်ထားတယ်။တစ်ခုလုံးမျက်နှာတစ်ခုလုံးတိတ်နဲ့ပတ်ထားတယ်။မျက်လုံးလေးတစ်ခုသာဖော်ထားပြီးခေါင်းလုံးကိုပတ်ထားတာပါးစပ်တွေနှာခေါင်းတွေအကုန်လုံးပတ်ထားတယ်။အဲ့မှာနောက်ထပ်ထူးခြားတာတစ်ခုကအဲ့ဒီတိတ်ဟာစူဇန်တို့ဒီတိုင်းမဲစာအုပ်ချုပ်ဖို့ဟိုပါဆယ်တွေထုတ်မလို့ဘုတ် box တွေကိုကတ်မလို့စသဖြင့်စသဖြင့်ဒီလိုလွယ်လွယ်ကူကူဝယ်လို့ရတယ်ဆွနို့မြင်ဘူးတွေ့ဘူးနေကြတိတ်နဲ့မတူပဲနဲ့အဲ့ဒီပုံမှာပုံနေပါတယ်အဲပေါ်ပြီးအပြာရောင် ပို့ပြီးတော့လို့ပေါ့နော်ထားပါတော့တိတိချာချာလေးဒီဇိုင်းလုပ်ပြီးထုတ်ထားတဲ့တိတ်လို့ထင်ရတယ်။အော်အဲ့ဒါကသာသူတို့အတွက်တဲလွန်စာလေးတစ်ခုအနည်းငယ်ရှိတယ်ပေါ့နော်။ကျန်တာသူတို့ဘာမှမသိရအောင်။အဲ့တော့ဒီဆေးမှုတွေဒီအလောင်းခွဲစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာဘလို့ကြောင့်တည်သွားတာလဲဆိုလို့ရှိရင်ဒီအမျိုးသမီးဟာအသက်ရှူချက်ပြီးတည်သွားတာပေါ့အဲ့တော့ဒါအရန်ကိုထင်တာပါလေဒီလိုတိတ်တွေနဲ့နှာခေါင်းတွေပါဇက်တွေကိုပိတ်တယ်ဆိုကြရတာဟာတဖြည်းဖြည်းနဲ့ ီလူဟာအသက်ရှူလေးချက်ပြီးတော့တေးသွားမယ်အဲ့ဒီအပြင်ကိုအဲ့ရဲ့အမျိုးသမီးရဲ့ခေါင်းကိုလူတုံးတဲ့အရာဝတ္ထုတစ်ခုနဲ့ရိုက်နှက်ထားတဲ့ဒဏ်ရာကြီးလဲတွေ့တယ်။အဲ့တော့ဒီအမျိုးသမီးဟာမတေခင်မှာခေါင်းကိုပစ္စည်းတစ်ခုခုနဲ့တော်၎င်းတို့နံရံလိုအရာမျိုးနဲ့တော်၎င်းလူမျိုးရိုက်နှက်ထားတဲ့ထားခံရတယ်ပြီးလဲပြီးတော့သူဟာအသက်ရှူချက်ပြီးတော့တေးဆုံးသွားတယ် အဲ့ရဲတွေကလည်းဒီ Yorkshire ပြည်နယ်မှာရှိတဲ့ရဲတွေကလည်းသူတို့သူတို့မှာရှိတဲ့အချက်လက်လေးတွေနဲ့ interview တွေဖြည့်နေထုတ်ပြန်တယ်။ငါတို့မှာအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်တွေ့ရှိထားတယ်။ဒီအမျိုးသမီးဟာပိန်ပါတယ်။အရက်ကတော့၄ပေ30လောက်ရှိတယ်။သပင်ကတော့အညိုရောင် မျက်လုံးကအညိုရောင်ခုံးလောက်ပဲရှိတယ်။နင်တို့တငယ်ချင်းမိသားစုအတိုင်းဝိုင်းထဲမှာပျောက်နေတဲ့သူတွေရှိရင်ငါတို့ကိုဆက်သွယ်ပါဆိုပြီးတော့သူတို့ကထုတ်ပြန်ချက်တွေပေးတယ်။ဒါပေမဲ့လည်းဘသူမှ ဒါပြီးမဆက်သွယ်ကြဘူး။နိုဝင်ဘာလ16ရက်နေ့မှာခန္ဓာကိုယ်တွေ့ခဲ့ပြီးမယ်ဒီခန္ဓာကိုယ်ကိုတည်ဆုံးတာဘယ်လောက်ကြာပြီလဲဆိုလို့တို့ဟိုစမ်းသပ်စစ်ဆေးတဲ့အခါမှာတည်ဆုံးသွားတာဟာအောက်တိုဘာလ25နဲ့28ရက်ကြားလောက်မှာဒီခန္ဓာကိုယ်ဟာတည်ဆုံးသွားပြီလို့တို့ရှာဖွေတွေ့ရှိတယ်။အလောင်းဒီအလောင်းကတေးပြီးတော့၃ဘတ်လောက်နေမှဒီလိုမျိုးတွေ့တဲ့သဘောဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့လဲအလောင်းကတော်တော်ကြီးကိုပုတ်ပွားနေပြီပေါ့ အဲ့တော့သူတို့မှာရှိတဲ့တည်င်းအချက်အလက်ဒီနည်းနည်းလေးနဲ့ဒီအလောင်းဟာဒီအမျိုးသမီးဟာဘသူလဲဆိုတာရှာဖွေဖို့ဆိုတာဟာတကယ်ကိုကောက်ရိုးပုံထဲမှာအပြောက်ကိုရှာရသလိုဖြစ်နေတယ်။တော့ဒီအမျိုးသမီးရဲ့သပင်းအယောင်နေမျက်လုံးအယောင်နေရဲ့ကြည့်ပြီးတော့သူဟာဒီအနောက်တိုင်းကလူတော့မဟုတ်ဘူးအရှေ့တိုင်းကလူတယောက်ဖြစ်တယ်ဆိုတာပဲသိတယ်။ကျန်တာအသက်အရွယ်ဘယ်လောက်လဲလည်းမသိဘူး။ သူတို့ဟာကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ Sue Black ဆိုတဲ့ professor ကိုသူတို့ကဒီအမှုကိုစစ်ဆေးဖို့ဒီဟာဘာတူလဲဆိုတော့ identify လုပ်ဖို့အတွက်ကိုသူတို့ဖိတ်ခေါ် Sue Black ကဘာလုပ်တာလဲဆိုရှင် तू ကတေသွားပြီးသားလူတွေရဲ့ခန္ဓာကို လေ့လာပြီးတော့ဒီလူဟာအာဘသူဘဝဖြစ်နိုင်တယ်အသက်ဘလောက်ဖြစ်နိုင်တယ်ဘာလူမျိုးတွေကဖြစ်နိုင်တယ်စသဖြင့် तू ဟာအာ အနီးဆက်ဆုံးသူဟာဟိုစုံစမ်းစစ်ဆေးပေးနိုင်တယ်ပေါ့သူရဲ့လေးလာစုံစမ်းမှုတွေကြောင့်ကအရေးပါတဲ့အချက်နှစ်ခုတိခဲ့ရတယ်ရိုးတွေကိုသူက x-ray ရိုက်လိုက်တဲ့အခါမှာ sternum လို့ခေါ်တဲ့လို့ပေါ့အရိုးအမွမွားလေးတွေပေါ့နော်အဲ့ဒါလေးတွေသူကတွေ့ရတယ်အဲသူရဲ့ပြောကြားချက်အရအဲ sternum ဆိုတာကအသက်20လောက်မှာသူကစပြီးတော့ဖြစ်ပေါ်ပြီးတော့အသက်25လောက်မှာအဲ့ဒီခန္ဓာအဲ့ဒီအရိုးရဲ့အဲ့ဒီအပိုင်းစာလေးတွေဟာလုံးဝ ခန္ဓာကိုယ်မှာမရှိတော့ဘူးပေါ့နော်ပျောက်သွားတယ်အဲ့တော့ဒီအရိုးကိုသူ x-ray နဲ့ x-ray ရိုက်လိုက်တဲ့အခါမှာအဲ့ sternum လေးတွေကရှိသေးတဲ့အတွက်ကြောင့်မလို့ဒီအမျိုးသမီးဟာအသက်20ကနေ25နှစ်ပဲရှိသေးတယ်ဆိုတော့အဓိကအချက်တစ်ခုလည်း တိရတယ်အဲ့တော့ဘာပဲပြောသူတို့ရှားရတာအရန်ကိုဟိုနေသွားတာပေါ့နော်ရှားရတာပိုလွယ်သွားတာပေါ့အရန်အများကြီးရရှားတဲ့ဆိုင်20နဲ့25တွေကလူပြောက်နေတဲ့သူကိုရှားရတာပိုပြီးတော့ဟိုရှားလွယ်ကူပါတယ်နောက်တစ်ချက်ကဒီ hairline တွေရဲ့ကွာ away အကျဲဘလောက်ကျဲနေပြီလဲနောက်ပြီးလို့ရှင်ဒီ eyelid ရဲ့ပုံစံဘလို့ကြပုံဘာညာစသဖြင့်သူ့ရဲ့ပညာနဲ့သူရှာဖွေလိုက်တဲ့အခါမှာ ဒီအမျိုးသမီးဟာ South Korean တို့မဟုတ် Southern China ဘောနော်အဲတရုတ်လူမျိုးဖြစ်မယ်ကိုရီးယားလူမျိုးတို့မဟုတ်တရုတ်လူမျိုးတွေကဖြစ်နိုင်တယ်ဆိုပြီးသူကထပ်ပြီးတော့ဟို narrow down လုပ်ပြလိုက်တယ်နော်သူရှာဖွေရမယ့်ဟာကိုကျင်းလိုက်တယ်နော်နောက်ထပ်တစ်ခုတစ်ချက်သိရှိမှုကလည်းသူတို့အတွက်အများကြီးအထောက်အကူပြုခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီသူတို့အဲ့ အမျိုးသမီးရဲ့ခန္ဓာကိုထည့်ပြီးလွှင့်ပစ်ထားတယ်။ဤဆောင်အိတ်က made in korea လို့ရေးထားတဲ့အတွက်ကြောင့်မလို့အဲ့တော့သူတို့တည်သွားပြီးဒါဟာကိုရီးယားကအမျိုးသမီးတယောက်ဖြစ်မယ်ဆိုတာတည်တဲ့ကြောင့်မို့ကိုရီးယားနိုင်ငံကရဲတို့ embassy တို့သူတို့ဆက်သွယ်ပြီးတော့ပြောခဲ့တယ်။နင်တို့နိုင်ငံမှာဒါမှမဟုတ်နင်တို့လူမျိုးတွေကအသက်20နဲ့25နှစ်ကြာပေါ်တော့သဖြင့်ဂုံလောက်ရှိတဲ့မျက်လုံးအညိုရောင်အမျိုးသမီးပျောက်နေတာရှိလားဆိုပြီးသူတို့ဆက်သွယ်ခဲ့တယ်။ ီးတဲ့အတိုင်းပဲတနိုင်ငံနဲ့တနိုင်ငံဒီလိုမျိုးပေါ့နော်အစိုးရသူအစိုးရဆက်သွယ်တဲ့ဟာသူတို့ကလည်းအရှင်းပြောရင်အခုဖုန်းဆက်အခုချက်ချင်းအဖြေတီးရတာမဟုတ်ဘူးပေါ့နော် အဲ့တော့သူတို့ကလည်းကြားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ UK မှာလာပြီးတော့ចောင်းတက်နေတဲ့နောက်ထပ် Korean လူမျိုးတယောက်ကနေပြီးတော့ရဲတွေကိုဆက်သွယ်လာတယ်။ UK နိုင်ငံမှာရှိတဲ့ Korea လူမျိုးတွေဖွဲ့ထားတဲ့ community ပေါ့နော် social media community group တွေထဲမှာအမျိုးသမီးတယောက်ကိုရှားနေတယ်ဆိုတာတွေ့တယ်ပေါ့။အဲနော်ဒီအမျိုးသမီးတယောက်ကိုသူ့မိသားစုကရှားနေတယ်ဆိုတာကိုတွေ့တယ်။အဲ့အချိန်မှာပဲသူကလည်းဒီဘက်ကလည်းဒီ အသက်20ရာနေ25နှစ်ဝန်းကျင်အမျိုးသမီးကိုရီးယားအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်တွေ့တယ်ဆိုတဲ့သတင်းတွေလည်းတွေ့တဲ့အခါမှာသူကနှစ်ခုကိုချိတ်ဆက်ပြီးတော့ရဲတွေကိုလှမ်းပြီးတော့အကြောင်းကြားခဲ့တယ်။ဒီဘက်မှာလည်းဒီလိုမျိုးတွေသူတွေ့တယ်ဒီဘက်မှာလည်းဒီသတင်းတွေတွေ့တဲ့အကြောင်းမလို့ဒီနှစ်ခုကသက်ဆိုင်နေမယ်ထင်တဲ့အတွက်ကြောင့်မလို့နင်တို့ကအကြောင်းကြားရပါဆိုပြီးအကြောင်းကြားပေးတဲ့အခါမှာအဲ့တော့ရဲတွေကအဲ့ဒီအချိန်မှာအဲ့ post တင်ထားတဲ့ဒီကောင်မလေးရဲ့ မိသားစုတွေကိုဆက်သွယ်ပြီးတော့ဒီကိုရီးယားကရဲတွေကလည်းမလုပ်ပေးလဲဆိုလို့ရှိရင်ဒီကောင်မလေးရဲ့ fingerprint တွေပါကိုပို့ပေးတယ်အလောင်းမှာရှာတွေ့တဲ့ဟိုသူ့ရဲ့ fingerprint နဲ့တိုက်စစ်ကြည့်ရတဲ့အခါမှာအတူတူပဲတယောက်တည်းပဲဆိုတာသိရတယ်လက်ဆွဲအိတ်ထဲမှာထည့်ပြီးတော့စွပင့်ခံရတဲ့ကောင်မလေးဟာကိုရီးယားလူမျိုးအသက်22နှစ်ပဲရှိသေးတဲ့ Jin Hyu John ဆိုတာကိုသိသွားကြပြီ ဲ့တော့သူ့ကိုဂျင်လို့ပဲခေါ်မယ်ဂျင်ဟာဘာတူလဲဆိုလို့ရှိရင်သူဟာအသက်20နှစ်ပဲရှိသေးတယ်တကယ်တမ်းကသူက French မှာ French ဘာသာရပ်ကိုသင်ကြားနေတဲ့ကောင်မလေးဖြစ်တယ်သူဟာသူ့ရဲ့မိသားစုတွေကိုပြောတယ်ပေါ့နော်သူ UK ဘက်ကိုအလဲသွားချင်တယ်ပေါ့ France နဲ့ UK ကလည်းတကယ်တမ်းကလင်းနဲ့သွားမယ်ဆိုလို့ရှင်တော့တနားရီလောက်ပဲဝေးတဲ့အတွက်ကြောင့်မလို့သူမိသားစုကလည်းရောက်တုံးရောက်ခိုင်းသွားလေပေါ့နင်းသွားတင်တာပေါ့ဆိုပြီးအားပေးခဲ့တယ်ပေါ့နော်အဲ့တော့ ဒီဂျင်းဟာတော့အောက်တိုဘာ24ရက်နေပြီ28အထိကို အင်္ဂလန်ကိုသွားလဲမယ်လို့သူမိဘတွေကို အသိပေးခဲ့တယ်။သွားလဲမယ်၊ဗမာတဲမယ်၊ဘာညာစသဖြင့်ပြောပြတယ်။ပြောပြပြီးသူသွားခဲ့တယ်ပေါ့နော်။ငါသူ့အမေကိုပြောပြရတဲ့မှာသူဒီရက်ဒီရက် UK သွားလဲမယ်ဆိုတဲ့အပြင်ကိုလန်ဒန်မှာရက်တိုငားတဲ့အခန်းလဲတွေ့ထားတယ်။သူရက်တိုဒီလူပေါ့နော်။ဒီကိုရီးယားလူမျိုးတစ်ယောက်ဖြစ်တဲ့ ခင်ဆိုတဲ့လူရဲ့အခန်းမှာသူရက်တို့ငားပြီးတော့နေမယ်ဆိုပြီးတော့လည်းသူ့အမေကိုပြောပြခဲ့တယ်။ရက်တိန်နည်းနည်းကြာလာတဲ့အခါမှာသူ့အမေကသူ့သမီးနဲ့အဆက်အသွယ်မရတော့စိတ်ပူတယ်။ပူတဲ့အခါကျတော့အဲ့လိုတနည်းတဖုံနဲ့ဒီအိမ်ပေါ့နော်ဒီအခန်းငားတဲ့သူကိုသူတို့ဆက်သွယ်တဲ့အခါမှာအဲ့လူကဘာပြောလဲဆိုတော့ ဟုတ်တယ်ပေါ့ဂျင်ကိုတရက်လဲကြောင်းကြောက်ကြတယောက်ကကားနဲ့လာခေါ်သွားတယ်ဘယ်သွားမလို့လဲလို့သူကမေးတဲ့အခါမှာငါတို့ခကြီးသွားမလို့ပဲပြောတယ်ပေါ့သူကျန်တာသူမသိပါဘူးအခုဟုတ်လားအဆက်အသွယ်ပြတ်နေရလားဆိုပြီးသူကမသိကြောင်းသူတော်မှစိတ်ပူကြောင်းဆိုပြီးတော့အဲ့လိုမျိုးငင်းခဲ့တယ်ပေါ့သူမသိပါဘူးဆိုပြီးတော့ အဲ့တော့မိဘရဲ့အိမ်လေးနဲ့ကလည်းအဆက်အသွယ်ရလို့ရညာသူတို့မျိုးမျိုးကြိုးပမ်းခဲ့ကြတယ်။ဒါပေမဲ့လည်းအဲ့အချိန်ထိဦးဘာမှမတိပါအကြောင်းမှလည်းမထူးခဲ့ဘူး။အခုအချိန်မှာရဲရီအိမ်လေးနဲ့ကသူတို့အချက်လက်လေးနည်းနည်းပိုတိသွားပြီ။အဲ့တော့ဟိုဘက်ကမိသားစုနဲ့လည်းအဆက်အသွယ်ရတဲ့အကြောင်းမလို့မိသားစုကလည်းပြောပြတယ်သူသမီးဟာ friends မှာကြောင်းတက်နေတဲ့သူ UK ကိုခဏလာလေတယ် Eagle Street မှာရှိတယ် Mr. Kim ရဲ့ apartment မှာသူခဏငှားနေမယ်လို့ပြောတယ် ဲ့တော့အချက်လက်တွေပိုသိရလာပြီဖြစ်တဲ့ကြောင့်မလို့ဒီ Yorkshire ရဲတွေဟာဒီ London ကရဲတွေကိုသူတို့အဆက်အသွယ်လုပ်ခဲ့တယ်။အဲ့တော့ခန္ဓာကိုယ်ကို Yorkshire မှာတွေ့ပေမဲ့လေ London မှာ လန်ဒန်ကအမျိုးသမီးလေးဖြစ်တယ်ဖြစ်တဲ့ကြောင့်မလို့သူကအမှုကိုတွဲဖက်လှုပ်ဆောင်တည်တော်၎င်းဒါမှမဟုတ်လို့ရှိရင်လန်ဒန်ကရဲတွေကိုအမှုလွှဲပေးရမယ်အဲ့တော့လွှဲပေးရမယ်ဆိုတဲ့အချိန်မှာသူတို့ကမီတင်တွေထိုင်ကြတယ်ထိုင်ကြတဲ့အခါမှာသူတို့ကအလိုချင်းချင်း information တွေမျှဝေကြတယ်ပေါ့နော်အဲ့လိုမျှဝေတဲ့အခါမှာသူတို့သိတယ်အော်ပြီးဒီကောင်မလေးဟာဒီ Eagle Street မှာရှိတဲ့အိမ်မှာနေခဲ့တယ်ဆိုတော့သူတို့ဟာ Mr Kim ကသူ့ရဲ့ ancient ဆိုတော့သူ Mr Kim ကိုစ조사ပြီးဆက်သွယ်ကြတယ်။ဒါပေမဲ့အဲ့လိုအဲ့ဒီအချိန်မှာ Mr Kim က UK မှာမရှိတော့ဘူး။မရှိတော့တဲ့အပြင်ကိုသူဟာဘယ်ရောက်နေမှလည်းမသိဘူး။ဘာအဆက်အသွယ်မှလည်းမရဘူး။သူ့ကိုရှာဖွေထောက်လန်းလို့မရဘူးဖြစ်နေတယ်။အဲ့တော့သူတို့ဟာအဲ့ဒီအိမ်ကိုပဲသူတို့သွားခဲ့ကြတယ်ပေါ့ရနေပါလေရပြီးတော့အိမ်ကိုသွားပြီးစစ်ဆေးခဲ့တဲ့အခါမှာအဲ့ဒီ Eagle Street ကဂျင်နေသွားတဲ့အိမ်မှာဆိုလို့ရှိရင်သူတို့ဟာဂျင်ရဲ့ သွေးကွက်တွေကိုနံရံနေအကျန်းနေမှာလဲတွေ့တဲ့အပြင်ဒီလိုမျိုးဘီရိုပေါ့အဝိစားထဲတဲ့ဘီရိုဖွင့်ပြီး စစ်ဆေးတဲ့အခါမှာဆိုလဲအဲ့လိုဒီ ဘီရိုရဲ့ခြေမှာဆိုလို့ရှိရင်ဒီလိုခန္ဓာကိုယ်ပုတ်တိုးလို့ထွက်လာတဲ့အရည်မျိုးတွေရှိနေတာရဲ့အနံ့အသက်ဆိုးတွေကိုသူတို့ရှာဖွေတွေ့ရှိခဲ့တယ်။အဲ့တော့သူတို့ဘာသိခဲ့လဲဆိုလို့ရှိရင်ဂျင်ဟာသူ့ရဲ့အခန်းထဲမှာတက်ခံရတာဖြစ်ပြီးတော့ယော့ခ်ရှိုင်းထိသွားပြီးစွန့်ပစ်ခဲ့တယ်ဆိုတာကိုသူတို့ပို့ပြီးသိလာခဲ့တယ်။အဲ့တော့အခုချိန်မှာသူတို့ရထားတဲ့အချက်လက်တွေအရာဆိုလို့ရှိရင်တော့เนี่ยအရှိဆုံးလူอ่ะ Mr. Kim ပဲဘာလို့လဲဆိုတော့ဒီကောင်မလေးอ่ะ UK ကို3ရက်4ပဲလာနေမှာပြီးတော့ ဓိကတဲတာမစ္စတာကင်မြက်တိုက်ခန်းမှာငားပြီးတဲတာပြီးလဲပြီးတော့လုံအောင်အဆက်အသွယ်ပြတ်သွားတယ်။အဲ့ဒီအင်ရှင်ရဲ့နာမည်အပြည့်အစုံက Kim Q Su တို့ Kim လို့ပဲခေါ်မယ်နော်။အဲ့တော့ဒီ Mr. Kim ရဲ့နာမည်လည်းတက်လာတယ်။အင်ရှင်က Mr. Kim မဆိုတော့သူတို့လုံလောလတ်လတ်မှလည်းသူတို့ရှာနေတယ်သူတို့လိုက်နေတယ်လူပြောက် case တခုရှိတယ်အဲ့ဒီမိန်းကလေးကလည်း Korean လူမျိုးပဲပြီးတော့ သူကလည်းအဲ့လိုပဲမစ္စတာခင်ဆိုတဲ့လူတယောက်ရဲ့အခန်းမှာသူငှားနေပြီးတော့ရုတ်တရက်ပျောက်သွားလို့သူ့ရဲ့မိသားစုအတိုင်းဝိုင်းနေရှာနေတယ်ပေါ့နော်။သူကတော့ missing girl လူပျောက်တဲ့ case ပဲရှိသေးတယ်။လူသေးမှုမဖြစ်သေးဘူး။ဘာလို့ဆိုခန္ဓာကိုယ်တွေဘာတွေမတွေ့သေးဘူး။အဲ့တော့သူတို့ကလည်းဒီအမှုတိုင်တန်းထားတာရှိရဲ့ဒီအမှုတစ်ခုသူတို့လိုက်နေတာရှိတယ်ဆိုတော့သူ့ရဲ့နာမည်ကနှစ်ခါတောင်ပေါ်လာတယ်။ပြီးတော့ case ကလည်းဆင်တယ် ကောင်မလေးနှစ်ယောက်စလုံးက South Korea ကကောင်မလေးနှစ်ယောက်စလုံးကကြောင်းလာတက်တဲ့သူပြီးတော့သူ့စီမှာအိမ်ငှားနေတဲ့သူဖြစ်နေတဲ့အတွက်ကြောင့်မလို့သူဟာအရန်ကိုတန်တရားရှိပွေရဖြစ်လာတယ်။အဲ့တော့အဲ့ဒီအချိန်မှာ Jin ကတော့ကောင်မလေးဆုံးသွားပြီဆုံးသွားပြီဆိုတဲ့အခါကျသူ့ရဲ့ bank card တွေဘာတွေအကုန်လုံးကိုသူတို့လိုက်စစ်ဆေးတယ်ပေါ့။ကောင်မလေးနာမည်နဲ့ bank bank account တွေအကုန်စစ်ဆေးတဲ့အခါမှာကောင်မလေးက October လ25နဲ့28ကြားမှာတေသွားပြီလို့ဒါ သုံးသက်ချက်အရာသိရပြီမဲ့နိုဝင်ဘာလ၁ရက်နေ့မှာကောင်မလေးရဲ့ဘဏ်ကတ်နဲ့ ATM တခုမှပတ်စံထုတ်ထားတာကိုတွေ့ရတယ်။တေသွားတဲ့လူတစ်ယောက်ကတော့ဘလို့မှပတ်စံမထုတ်နိုင်ဘူးเนาะအဲ့တော့သူတို့ရဲ့ ATM ကိုနေရာကို location ကိုစစ်ဆေးလိုက်တဲ့အခါမှာအဲ့ ATM ကကားငှားတဲ့ကုမ္ပဏီတခုရဲ့ကဲ့ရဲ့ရှိတဲ့နေရာဖြစ်နေတယ်။အဲ့တော့သူတို့ကအဲ့ကားငှားတဲ့ကုမ္ပဏီကိုသွားပြီးတော့သွားစစ်ဆေးခဲ့တယ်။ ဒီနေရာမှာ Mr. Kim ဆိုတဲ့နာမည်နဲ့ကားငှားထားတာရှိလားလို့မေးတယ်။အဲ့လိုမေးတဲ့အခါမှာသူတို့ဘာသိရလဲဆိုဟုတ်တယ် Mr. Kim ဆိုတဲ့နာမည်နဲ့ကားတစ်စီးငှားခဲ့တယ်။ဒီကသူငှားသွားတဲ့ကားကိုစစ်ဆေးကြည့်တဲ့အခါမှာကားကိုမိုင်း650ကျသူဟာမောင်းထားတယ်ဆိုတာကိုဖော်ပြတယ်။အဲ့တော့ရဲတွေဟာသူငှားထားတဲ့ကားကိုခဏသိမ်းလိုက်ပြီးတော့ဒီအတွင်းကန်းနေအနောက်ဘုံနေထဲမှာရှာဖွေပြီးတော့စစ်ဆေးတဲ့အခါမှာဘာသိရလဲဆိုလို့ရှိရင် ကောင်မလေးရဲ့ဒီ DNA တွေတချို့လည်းတွေ့တယ်။ဒါမှမဟုတ်စပင်တို့စသဖြင့် DNA ပိုင်းလည်းတွေ့တဲ့အပြင်ဟိုကောင်မလေးအခန်းထဲကဗီဒိုထဲမှာတွေ့တယ်။ဒီလိုပုတ်သွားလို့ကြာလာတဲ့အရည်လိုမျိုးအဲ့လိုမျိုးအရည်အကွက် stain တွေလည်းတွေ့တယ်။အဲ့တော့အခုဆိုလို့ရှိရင်တော်တော်ကြီးကို trace လုပ်လို့ရသွားပြီ။ဒီလူဟာကားငားတယ်။ကားငားပြီးတော့ဒီ650မိုင်ဆိုတော့ဒါဒီ London ကနေ Yorkshire ကိုသွားတဲ့အသွားအပြန်ကား distance လောက်ရှိတယ်ဆိုတော့အကုန်လုံးက သူ့ကို pin point ဖြစ်လာပြီပေါ့နော်သူလုတ်တယ်ဆိုတာကိုလည်းညှိုးထိုးလို့ရတဲ့အခြေအနေဖြစ်လာပြီတခုချိန်မှဆိုလို့ရှိရင်ဂျင်ကိုတတ်တာဟာ Kim Mr Kim ဖြစ်တယ်ဆိုတာတော်တော်ကြီးကိုသိကြနေပြီ Mr Kim ရဲ့အခန်းထဲမှာကောင်မလေးရဲ့သွေးတွေတွေ့တယ်ကောင်မလေးခန္ဓာကိုပုတ်သွားလို့ပေါ့ decompose ဖြစ်သွားလို့ထွက်လာတဲ့အရည်တွေကဘီရိုထဲမှာတွေ့တယ်။နောက်ပြီးတော့ကောင်မလေးရဲ့အာကတ်ပေါ့ဘန်ကတ်ကိုတုံးပြီးတော့ပတ်စံထုတ်ထားတဲ့နေရာရဲ့ အနည်းဆုံးကကားမှာသူ့နာမည်နဲ့ကားငှားထားတာတွေ့တယ်။အဲ့ကားပေါ်မှာလည်းကောင်မလေးရဲ့ DNA တွေသူ့ရဲ့ဒီ decompose ဖြစ်လို့ထွက်လာတဲ့အရည်တွေ stain တွေလည်းကျန်ခဲ့တယ်ဆိုတော့ဒီအချက်လက်တွေအားလုံးက Mr. Kim ကိုညွန်ပြနေတယ်။အဲ့တော့အဲ့လိုမျိုး Miss Jin နဲ့ပတ်သက်ပြီး Jin ရဲ့ bank account တွေကိုစစ်ဆေးသလိုပဲနောက်ထပ်ပျောက်သွားတဲ့ကောင်မလေး သူနာမည် Son In He အဲ့တော့အခုချိန်ထိရသူဟာလူပြောက်တဲ့ case ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဒါမဲ့ဆက်စကျင်းမှာတော့သူတို့ကဘာမှတိတ်ပြီးတော့ရိုးရိုးပဲလူပြောက်နေတယ်စကင်မြဲအိမ်မှာတဲတဲ့ကောင်မလေးပြီးတော့ဒီကောင်မလေးကိုလည်းသူ့ရဲ့တငယ်ချင်းနေရာ Mr. King ကိုမေးတဲ့အခါမှာဒီကောင်မလေးဟာတခြားမှာ ကျောင်းသွားတက်နေတဲ့လူသူကိုပြောသွားတယ်ဆိုတဲ့အကြောင်းကိုပဲသူကပြောထားတယ်။အဲ့တော့အဲ့မှရင်ရက်နေတာပေါ့ missing person case ကအဲ့မှရင်ရက်နေတာ။အဲ့တော့အခုလဲကြာ Mr. Kim ကို post suspect ဖြစ်လာတဲ့ Son ရဲ့ bank account ကိုလည်းသူတို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတယ်။အဲ့လိုစစ်ဆေးတဲ့အခါမှာ Son ရဲ့ account ကနေပြီးတော့ travel agent ပေါ့ခရီးသွား agency တစ်ခုစီမှာလင်လက်မှတ်ဝယ်ထားတာကိုတွေ့ရတယ်။အဲ့တော့သူတို့ကအဲ့ဒီ agency ကိုဆက်သွယ်ပြီးတော့ Son ရဲ့ account ကနေပြီးတော့ ဘယ်ကိုလင်းလက်မှတ်ဝဲထားရလဲဘသူနာမည်နဲ့ဖြတ်ထားရလဲလို့မေးတဲ့အခါမှာကနေဒါကို one way ticket နေနဲ့ခင်မြေနာမည်နဲ့ဖြတ်ထားခဲ့ပါတယ်လို့သိရတယ်အဲ့တော့ခင်ဟာ son ရဲ့အကောင့်ကိုသုံးပြီးတော့ကနေဒါသွားဖို့အတွက်ကို one way ticket တစ်ဆောင်ဝယ်ခဲ့တယ်အဲ့တော့အဲ့ဒါကလည်းအရန်တန်နေရဖြစ်စရာပေါ့နော်ကောင်မလေးဟာပျောက်နေတယ်ဒါပေမဲ့ရှာမတွေ့ဘူးဗမာရှိမှန်းမသိဘူးတေမန်းရှိမှန်းမသိဘူးခင်ကတော့ကောင်မလေးရဲ့ပတ်စံလေးကိုစသုံးနေပြီ ဲ့တော့အခုချိန်မှာဆိုရင်ခင်ကအရန်ကိုတန်တရားရှိရလူဖြစ်နေပြီ လူသိမှုတစ်ခု လူပြောင်းမှုတစ်ခုရဲ့အဓိကတရားခံဖြစ်နေပြီအဲ့တော့အခုလောလောဆယ်သူဟာကနေဒါမှာရှိနေတယ်ဆိုတော့လည်းသိရတယ်အဲ့တော့သူတို့ကအားဆိုလို့ရှိရင်တော့သူ့ကိုသူတို့နိုင်ငံအချင်းချင်းဆက်သွယ်ပြီးတော့ခင်ကိုဖမ်းပေးပြီးဒီဘက်ကိုပို့ပေးဖို့အတွက်ကိုသူတို့အကူအညီတောင်းတော့မယ်ပေါ့အဲအဲ့လိုလုပ်နေတဲ့အချိန်မှာကံကောင်းကျင်တော့ခင်က much လောက်လဲကြာရော UK ကိုပြန်လာဖို့အတွက်လက်မှတ်ဖြတ်ထားတယ်ဆိုတော့သူကသိလိုက်ရတယ်။သူ့ကိုအခုချိန်မှာဖမ်းဆီးဖို့လုပ်နေတယ်ဆိုတော့သူမသိစေနဲ့ဒီတိုင်းပဲထားလိုက်မယ်။သူပြန်လာရင်သူဘာလုပ်မလဲဆိုတော့ကြည့်ပြီးတော့ဖမ်းကြမယ်ဆိုပြီးတော့ဒီတိုင်းပဲသူပြန်လာတော့စောင့်နေတယ်။ Son ကတော့ missing person သူဘာမှရှိရဲ့ဗာလဲဘလို့မှမသိဘူး။အဲ့တော့သူပြန်လာတယ်ဖမ်းလိုက်တယ်။အခု Kim ကိုဖမ်းပြီးတဲ့အခါမှာသူ့ကိုတကယ်တမ်းအပြစ်မှုဆွဲလို့ရတာဟာဂျင်ရဲ့လူတက်မှုနဲ့ပဲပြစ်မှုဆွဲလို့ရတယ် ဆောင်းကိုဘောကိပနဲ့လှုပ်ထားပါတယ်ဆိုပြီးတော့သူ့ကို link လုပ်လို့မရဘူးဖြစ်နေ။သူဟာကောင်မလေးရဲ့ bank account ကိုတုံးနေတာပဲရှိတယ်။ဒီကောင်မလေးကိုတကယ်တမ်းစီချုံနှောင်ထားလဲပါလဲဆိုတော့သူ့ကိုဆွတ်ဆွဲဖို့အတွက်တသက်မရှိဘူးဖြစ်နေတယ်။ဒါပေမဲ့သူ့ကိုအခုလောလောဆယ်တော့ဖမ်းထားပြီးထောင်ထဲမှာသူ့ကိုတရားရုံးမတင်ရသေးဘူး။အဲ့လိုအချိန်အတွင်းမှာသူ့ ရဲ့တိုက်ခန်းတစ်ခုဖြစ်တဲ့အဲ့တိုက်ခန်းကိုရေပိုက်ပေါ့နော်ရေပိုက်ပြင်တဲ့လူတယောက်ကသူရေပိုက်ပြင်မှုသွားခဲ့တယ်သွားတဲ့အခါမှာဒီရေချိုးကန်ရဲ့အောက်မှာသူကပြင်မှုသူကလှန်လိုက်တဲ့အချိန်မှာရင်ကောင်တွေအများကြီးပဲထွက်လာတယ်အဲ့တော့သူအရင်လန့်သွားတယ်အဲ့ရင်ကောင်းနေအပြင်ကိုတဖြည်းဖြည်းနဲ့ပုံနဲ့နေပါစိတ်မီထွက်လာတယ်တကြောင်မလို့ပြီးတော့ဒီအိမ်ဟာလည်းပြောဆောင်မှုနဲ့ပတ်သက်ပြီးရဲတွေကလည်းတစ်ခေါက်လာရှာထားဘူးတဲ့တကြောင်မလို့ तू က သူဘမဆက်မလုပ်တော့ဘဲနဲ့ရဲတွေကိုဖုန်းခေါ်လိုက်တယ်ရဲတွေရောက်လာတယ်ရဲတွေရောက်လာပြီးတော့ဒီတစ်ခေါက်ကြတော့သူတို့ကဘာလဲဆိုနန်းရနေပါခွာပြီးသူတို့စပြီးစစ်ဆေးတော့တယ်အဲ့နန်းရနေခွာပြီးစစ်ဆေးတဲ့အခါမှာအဲ့ပုံမှန်ဒီတိုင်းချင်းတော့ရိုးရိုးနန်းရန်လို့ပဲထင်ရပါမယ်အဲ့နန်းရရဲ့အနောက်မှာသူကအဲ့လိုခန်းလိုပုံစံမျိုးလုပ်ပြီးတော့စွန်းကိုထည့်ထားတယ် ီးတော့ဆောင်းကိုလို့ပေါ့ဆောင်းကြီးနဲ့ပတ်ပြီးထည့်ထားတယ်။နောက်ဆောင်းရဲ့အဝတ်အစားတွေကိုလည်းအကုန်လုံးထိုးထည့်ထားပြီးတော့အဲ့ဒါကိုတိတိကျကျပြန်ပိတ်ထားတာ။ဘလောက်တောင်အဲ့လိုအနံ့မထွက်အောင်တိကျပိတ်ထားလဲဆိုတော့ဆင်းတို့လို့ glue gun လိုမျိုးကြီးရှိရလေ။အဲ့လိုလုံးဝလေပါမထွက်အောင်ပိတ်တာရေလေလေတွေလုံးဝစိမ့်လို့မရအောင်ပိတ်တဲ့အဲ့လိုဆီလီကွန်ဂန်လိုမျိုးနဲ့ပါတိတိကျကျပိတ်ပိတ်ပြီးတော့မှအပေါ်ကနေအာနံရံလိုမျိုးဟာနဲ့ပြန်ပြီးတော့ကာထားတာပေါ့ ဒီ sonya case မှာလည်းဘာသွားတူလဲဆိုတော့ကောင်မလေးကဘာအဝတ်မဝတ်မထားဘူးနောက်ပြီးတော့ကောင်မလေးရဲ့မျက်နှာကိုလည်းဂျင်တော့လို့ပဲ tape တွေနဲ့အကုန်ကတ်ထားတယ် ညလုံးနေရာတစ်ခုပဲချန်လက်ထားတယ်ဒါပေမဲ့ဒီဒီတစ်ခေါက်တိတ်ကတော့ရိုးရိုးတိတ်ပဲခင်ကိုမဖမ်းခင်ပေါ့နော်မဖမ်းခင်မှာသူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာခင်မှာရီစာဟောင်းတယောက်ရှိခဲ့ဘူးတယ်ဆိုပြီးသူတို့ရဲတွေကတီတော့အဲ့ရီစာဟောင်းစီကိုသွားပြီးသူတို့လေးလာတာတွေစုံစမ်းတာတွေစစ်ဆေးတာတွေလုပ်ခဲ့တယ်အဲ့လိုလုပ်တဲ့အချိန်မှာဒီဂျင်ကိုတွေ့တော့ကဂျင်ရဲ့မျက်နှာမှာတုံးထားတဲ့တိတ်နဲ့တူတဲ့တိတ်တွေကိုအဲ့ကောင်မလေးရဲ့အိမ်မှာတွေ့ခဲ့တယ် တွေ့ခဲ့တဲ့အခါမှာသူကပြောတယ်ဒီ date တွေကတကယ်တော့ငါဟာပါဒါတွေကငါ collection လုပ်ထားတဲ့ date တွေတကယ်ကိုရှားပါ date တွေလွယ်လွယ်ကူကူဝယ်လို့မရဘူးသူတို့ထုတ်ထားတာမှအခုရေတထောင်လောက်ပဲထုတ်ပြီးတကယ်တမ်းရောင်းတာအခုရေ900လောက်ပဲရောင်းရသေးတယ်တကယ်ကိုအဲ့လို museum လိုနေရာတွေမှာမဝယ်လို့ရတဲ့ date ဒါငါဟာဒါပေမဲ့ငါအဲ့ date တွေကိုငါကိုယ်တိုင်လည်းမသုံးဘူးဒါငါရေစုဆောင်ထားတဲ့ပစ္စည်းတွေဒါပေမဲ့အဲ့ date တချို့ငါပျောက်ဆုံးသွားတယ်ပေါ့ဘယ်သူသုံးလဲလည်းမသိဘူးလို့သူကပြောတယ်ပေါ့အဲ့တော့ အကုန်လုံးဆက်ဆက်ကြည့်မယ်ဆိုရင်ခင်ငိုကအရန်ဟိုခင်ငိုပဲလက်ညှိုးထိုးနေတယ်ခင်ဟာသူ့ရီးစားစီကဒီတိတ်တွေကိုခိုးပြီးတော့ဟိုကောင်မလေးကိုတပ်ဖို့တုံးခဲ့တယ်ဆိုတာလေတိတာထင်ရှားနေပြီပေါ့နော်အခုဆိုလို့ရှိရင်ဆွန်ဟာလူပြမှုမဟုတ်ပဲနဲ့လူတတ်မှုဖြစ်သွားပြီခင်ငို အခုချိန်မှာသူတို့ဟာဂျင်ယောဆွန်ယောနှစ်ယောက်စလုံးကိုလူတတ်မှုနဲ့တရားစွဲတယ်ခင်က ကျွေးတွေပတ်ချလည်နေတဲ့သူတယောက်ဖြစ်တယ်။သူမှာ credit card အကျွေးတွေအကျွေးပေါင်း2000လောက်အကျွေးတင်နေတဲ့လူတယောက်ဖြစ်တယ်။လူတွေအားလုံးရဲ့အမြင်မှာတော့သူကခင်တက်တဲ့လူအလိုရင်းနှီးလွယ်တဲ့လူကူညီတတ်တဲ့လူလို့ထင်ရအောင်သူ့ကိုယ်သူဟန်ဆောင်ထားပေမဲ့တကယ်တမ်းကတော့သူဟာဗာလဲဆိုလို့ရှိရင်အကျွေးတွေလည်းပဲနစ်နေပြီးတော့ဒီလိုမျိုး UK ကိုအလဲလာတဲ့အလိုပေါ့နော်မိန်ကလေးတွေအားနွယ်တဲ့သူတွေကို သူဟာအခွင့်ကောင်းယူပြီးတော့တတ်ဖြတ်ပြီးတော့ ပတ်စံနေသူတို့ရဲ့ပတ်စံတွေကိုခိုးယူတုံးဆွဲနေတဲ့သူပေါ့ဂျင်မာရာဆိုလို့ရှိရင်ဂျင်မြဲခေါင်းကိုအဲ့လိုမျိုးတစ်ခုခုနဲ့ရိုက်နှက်ခံထားရတယ်ဆိုတော့တွေ့ရှိချက်တွေရှိတယ်အဲ့တော့ရဲတွေကဘလို့သုံးသက်လဲဆိုရင်ဒီကောင်မလေးတွေရဲ့ဘန်အကောင့်တွေဘန်ပတ်စပို့တွေတည်ရဖို့အတွက်ကိုကောင်မလေးတွေကိုမတက်ခင်မှာရိုက်နှက်ညှင်းဆဲပြီးတော့လေဒီအချက်လက်တွေတောင်းတာဖြစ်ဖြစ်မယ်ပေါ့နော်ဖြစ်မယ်လို့သုံးသက်တယ်အာတကယ်သူ့ရဲ့သူကဘာမှမပြောပြမိမယ်လေ ဒီစုံထောက်တရားကဘာသုံးသက်လဲဆိုရင်သူ့ရဲ့ motive ပေါ့နော်သူလူတက်ရတဲ့အကြောင်းရင်းဟာအထက်ကဒီငွေကြေးဆိုင်ရာလိုချင်လို့ငွေတွေလိုချင်လို့ပဲဖြစ်မယ်လို့ထင်တယ်ဒီရှာဖွေတွေ့ရှိမှုတွေအရတော့ဒီမိုင်းဆိုင်ရာအလိုစော်ကားထားတဲ့အချက်လက်တွေမတွေ့ရဘူးလို့ပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကသူဟာဒီဒီကောင်မလေးနှစ်ယောက်စလုံးကိုတတ်ထားတာတလပဲခြားတယ်အောက်တိုဘာလလကုန်ပိုင်းမှာဂျင်ကိုတတ်ပြီးတော့နိုဝင်ဘာလလောက်မှာ စွန်ကိုထပ်သက်ထားတာပေါ့နော်တလားလောက်ပဲခြားပြီးတော့ကောင်မလေးနှစ်ယောက်ကိုရှေးစင်နောက်စင်တတ်ထားတာဖြစ်တယ်ပြီးတော့သူဟာသူ့ရဲ့လူသက်တာတွေကိုလူသက်တာတွေလူစွန့်ပစ်တာတွေလူဒီသူလူသက်ထားတာကိုမပေါ်အောင်ဖုံးဝက်တဲ့နီးတွေဟာဒီလိုအခုမှစလူသက်တဲ့လူတယောက်ရဲ့ပုံစံနဲ့မတူတိတိချာချာလေး plan ချပြီးတော့တိတိချာချာခြေရာဖြောက်ဖို့တွေလုပ်ထားတာတွေ့ရတယ်ပေါ့အဲ့တော့အဲ့ဒါလေးကိုကြည့်ချင်အောင်ဖြင့်ရဲတွေကဘာသုံးသက်လဲဆိုရင် သူဟာဒါပထမအဦးဆုံးအချိန်လူတက်တာလည်းမဖြစ်နိုင်ဘူးဒီနိုင်ငံမှာလည်းတခြားတက်ထားတဲ့လူတွေရှိပြီးမပေါ်လာတာလည်းဖြစ်နိုင်သူတခြားသူသွားတဲ့နိုင်ငံတွေမှာလည်းသူလူတက်ထားတာဖြစ်နိုင်နေပေါ့သူဟာအဲ့လိုအေရှားဘက်တွေယူရိုဘက်တွေ နေရာအစုံကိုသူလျှောက်သွားတာတွေ့ရကြအောင်လို့သူပြီးတော့သူပတ်ဆက်မရှိပဲလျှောက်သွားတာဆိုတော့အဲ့လိုပဲကောင်းမလေးတွေအဲ့လိုပေါ့နော်နည်းနည်းအားနွယ်တဲ့မိန်းကလေးတွေကိုတာဂက်ထားပြီးတော့လူသက်ပတ်ဆက်နေခိုးပတ်ဆက်နေယူသုံးပြီးတော့အဲ့လိုပဲလျှောက်သွားပြီးသူ့ရဲ့ဘဝကိုဖျက်ဆီးနေတာဖြစ်လောက်တယ်လို့သုံးသက်တယ်ပေါ့နော် သုံးသက်ကြတယ်အဲ့တော့ဒီ Kim ကို လူတက်မှုနှစ်ခုနဲ့တရားဆွဲပြီးတော့တသက်တကျွန်းထောင်နှံချမှတ်ခဲ့တယ်။အဲ့တော့တသက်တကျွန်းဆိုတဲ့အခါမှာအနည်းဆုံး23နှစ်နဲ့10လသူဟာထောင်ထဲမှာနေရမယ်။အဲ့တော့အခု2026ဆိုလို့ရှိရင်တော့သူဟာသူ့ရဲ့အဲ့မီနီမမ်ပေါ့နော်အနည်းဆုံးထောင်သက်သန်ပြည့်ပြီပေါ့အဲ့တော့အဲ့ဒီ26 2026ပြီးလို့ရှိရင်သူ့ကိုကိုရီးယားကိုပြန်ပို့ပြီးတော့ကိုရီးယားအစိုးရရဲ့အာအပြစ်ဒဏ်တွေကိုဆက် ခံခိုင်းမလားဒါမှမဟုတ် UK နိုင်ငံမှာပဲသူ့ကိုဆက်ပြီးတော့ထောင်ချထားမလားဆိုတော့အခုချိန်ထိဘာမှထပ်ပြီးမသိရသေးပါဘူးအဲ့တော့စွန်းတို့တွေကအဲ့လိုနိုင်ငံသားရောက်နေပြီဆိုရင်တေချာပေါက်ကိုယ့်နဲ့နိုင်ငံတူလူမျိုးတူတဲ့သူတွေကိုပို့ပြီးတော့အားကိုးတက်ကြတယ်ယုံလွယ်တက်ကြတယ်ပေါ့နော်ကိုယ်တွေကိုလည်းဟိုကာကွယ်ပေးမဲ့လူလို့ထင်ပေမဲ့တခါတလေမှာကိုယ်တကယ်ယုံကြည်ပြီးကိုယ်ကာကွယ်ပေးမဲ့လို့ထင်ထားတဲ့သူတွေကမှ ကိုယ် NDA ပြိမဲ့လူတွေဖြစ်တတ်တာမျိုးလဲကြုံတတ်တယ်ပေါ့နော်အဲ့တော့အာဘာပဲပြောပြောအကုန်လုံးအသတိထားပြီးတော့ ကိုယ့်ရဲ့ဘေးအန္တရာယ်ကိုကာကွယ်ပြီးတော့နေသင့်တယ်လို့ထင်ပါတယ်။အယုံမလွယ်ဘူးပေါ့နော်။အယုံမလွယ်ဘူးတတိမြေနှမ်းရှိဖို့ကလည်းအရေးကြီးပါတယ်။ဘယ်မှာနေနေပါနိုင်ငံခြားမှာမဟုတ်မြန်မာနိုင်ငံမှာလည်းကိုယ့်ရဲ့မြို့နယ်ကနေပြီးတော့တခြားတမြို့တခြားတနယ်ကိုသွားပြီးတော့အလိုနေမယ်အလုပ်လုပ်မယ်ကြောင်းတက်မယ်ဆိုလဲတတိထားဖို့လိုအပ်တယ်။ကိုယ့်အန္တရာယ်ကိုအမြဲတမ်းတတိကြီးကြီးလေးနဲ့ဟိုဘယ်လိုပြောမလဲကြိုတင်ကာကွယ်ထားနိုင်မှုအရေးကြီးပါတယ်။ အခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီ story လေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းစူဇန်ကို like and subscribe လေးနဲ့အားပေးပါစူဇန်ကိုလည်း comment မှာအာကိုရဲ့ထင်တာတွေကုပ်ထင်မြင်ချက်တွေဒါမှမဟုတ်ရှင်လည်းဒီ case မှာတည်ခြင်းနဲ့တခြားအချက်လက်လေးရှိရင်လည်းရေးသွားပေးပါ comment တွေများများပေးလို့ရှိရင်စူဇန်ရဲ့ video လေးဟာလူများများစီရောက်ဖို့အတွက်အထောက်အကူပြုပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက် video မှာပြန်လည်တွေ့ကြမယ်နော်